မန္တလေးအမရပူရာစခိုင်းဘက်မှာရှိတဲ့ဒီငလင်တန်းကိုခံရတဲ့ပြည်သူတွေစီသွားပြီးတော့ဆေးဝါးလှူဒန်းမှုတွေမိုဘိုင်းကလင်းနစ်လို့ခေါ်တဲ့ဒီကျန်းမာရေးဆောက်ရှောက်မှုတွေအဲ့ဒါတွေလုပ်ခဲ့တယ်ပြီးတော့တခြားသောရေလိုအပ်နေရာတွေရှိတာပေါ့နော်အဲ့အတွက်ရေလှူဒန်းတာတွေရှိမယ်ပြီးတော့ငွေသားပေါ့နော်ငွေသားလှူဒန်းမှုတွေတွေပြုလုပ်ခဲ့ပါတယ်သူတကယ်လိုအပ်နေတဲ့သူရောက်သွားတဲ့အခါကျရင်အင်မတန်မှဟိုကျင်းနေရတယ်မနော်အော်သူတို့ကလည်းအာဒီဆေးလိုချင်နေတာဒီဆေးပြက်နေတာဆံမရေရောက်သွားတဲ့အခါမှာသူတို့ကလည်းပျော်ရွှင်ကြရတယ်အဲ့ပျော်ရွှင်မှုကိုကြည့်ရတဲ့အခါကိုယ်လည်းပီတိဖြစ်ရတာပေါ့ tremendously လို့စိတ်လို့အမြဲတမ်းတင်စားပြီးပြောရမျိုးတော်ကြီးကအခုချိန်မှာအဲ့လိုအပြည့်စည်တဲ့ပြူလဲတွေရှားမှဟိုရှူရှားရတဲ့လေတူကအစားမနော်ပြောင်းလဲနေတာကိုတွေ့ရတဲ့အခါမှာနှမျောဖို့ကောင်းတယ်ဝမ်းနည်းဖို့ကောင်းပါတယ်ဒါပေမဲ့ဒါတွေကခဏပါနော်စိတ်လို့မြန်မာပြည်သူတွေတယောက်လဲတယောက်ကူပြီးတော့ချက်ချင်းပြန်ထမယ်ဆိုရင်ဒီဥစ္စာတွေဟိုငကိုကောင်းပတိရအောင်လုပ်နိုင်မယ်လို့ထင်ပါတယ် ီဧပြီလပထမဘက်မှာစိတ်နေခွန်ရှိရှိကုန်ကြမှာရဲ့ကောစင်တာကမန္တလေးအမရပူရာစခိုင်းဘက်မှာရှိတဲ့ဒီငလင်ထံကိုခံရတဲ့ပြည်သူတွေစီတွားပြီးတော့ဆေးဝါးလှူဒန်းမှုတွေမိုဘိုင်းကလင်းကလို့ခေါ်တဲ့ဒီကျန်းမာရေးဆောက်ရှောက်မှုတွေအဲ့ဒါတွေလုပ်ခဲ့တယ်ပြီးတော့တခြားသောရေလိုအပ်နေရာရှိတာပေါ့နော်အဲ့အတွက်ရေလှူဒန်းတာတွေရှိမယ်ပြီးတော့ ငွေသားပေါ့နော်ငွေသားလှူဒန်းမှုလေးတွေပြုတ်ခဲ့ပါတယ်။အဲလိုအပ်ချက်တွေကတော့အများကြီးရှိတာပေါ့ဒါပေမဲ့ငလင်တန်းအပေါင်းတဘာဝပြည့်နေတဲ့ခုဖြစ်သွားပြီးနောက်ပိုင်းမှာဆိုရင်လူတွေကစုလိုက်ပြုံလိုက်နေရတာပေါ့နော်။ဥမာဒုက္ခရောက်တဲ့သူတွေစုပြီးတော့နေတာမျိုးရှိမယ်။ဥမာဖုန်ကြီးကျောင်းလိုနေရာမျိုးမှာဟိုဒုက္ခရောက်နေသူခေါ်ထားတာမျိုးပေါ့အဲ့လိုစုလိုက်ပြုံလိုက်နေတဲ့အခါမှာရေပြဿနာရှိမယ်။နောက်တစ်ခုကတန်ရှင်းမှုပေါ့နော်။တန်ရှင်းမှုပြဿနာဖြစ်တဲ့အတွက်အရေးပြားပြဿနာတွေဒီလိုဟာမျိုးကြီးရှိမယ်။တောက်တုံးကြီးခက်ခဲတာကြောင့်အာတခုရေတန်ရှင်းမှုနည်းလာမယ်။အဲ့တော့ခုနပြောတဲ့အရေးပြားပြဿနာတွေအပြင်အဲအစားအသောက် ဟိုအစားတောက်တန်ရှင်းမှုနဲ့မဲခွဲအုပ်ခွဲပကံနဲ့တန်ရှင်းမှုအားနဲ့မဲအဲ့အတွဲဝမ်းပြောင်းဝမ်းရွှဲယောဂါတွေဒါတွေဒီဖြစ်နေတာကိုတွေ့ခဲ့ရပါတယ်ပြီးတော့ဟိုစုနေတဲ့အတွက်အသက်ရှူလမ်းကြောင်းဆိုင်ယောဂါပေါ့ချောင်းဆိုးတာလေးလေးပြုံရောင်တာလေးအဲ့လိုပြဿနာလေးတွေလည်းရှိနေတာတွေ့တယ်။နောက်တစ်ခုကကျတော့ငကိုရှိပြီးသားစီးချိုသမားတို့တွေးတို့သမားတို့ဟာဆေးဝယ်ရတာခက်တယ်ဆေးပြတ်တယ်ဆိုတာမျိုးပေါ့သူတို့သွားတဲ့ဆေးရုံဆေးခန်းကြီးမရှိတော့ဘူးပိတ်သွားတယ်အဲ့လိုအခြေအနေကြောင့်အာ တောက်တုံးနေကြဈေးဝါးတွေရရှိမှုခက်ခဲနေရလေးတွေတွေ့ကြရပါတယ်။ငကိုရှိမိသားကျမ်းမာရေးပြဿနာတွေအတွက်တောက်တုံးနေတဲ့ဈေးတွေအပြင်ပေါ့နော်။ထိခိုက်ဒဏ်ရရသွားရင်လိုအပ်မဲ့ဈေးဝါးတွေရှိမယ်။အဲပြီးရခါကျရင်အစုလိုက်ပြုံလိုက်နေတဲ့အခါမှာမှထပ်အစ်စ်ဖြစ်လာမဲ့ယောဂါတွေပေါ့နော်။ဒီယောဂါတွေအတွက်တောက်တုံးရမဲ့ဈေးဝါးတွေရှိပါတယ်။အော်လူတွေကဟိုအစားတောက်တော့လှူတယ်ဈေးဝါးပစ္စည်းလဲလိုမယ်လို့ထင်ပြီးတော့လှူပေးရသူတွေလည်းရှိပါတယ်။ဒါပေမဲ့ ဘယ်ဆေးကလိုလဲဘယ်ဆေးကတော့အခုချိန်မှာအသုံးပြုလို့တင့်တော်လဲဆိုတာမျိုးမသိကြတာမျိုးကြီးရှိတတ်ပါတယ်အဲ့လိုအခါမျိုးကြရင်တော့ဒီဆရာဝန်တွေကိုမင်းမြန်တိုင်းမင်းပြီးမှဘယ်လိုဆေးလေးတွေလှူရမလဲပေါ့နော်အဲ့လိုမျိုးပြင်ဆင်သွားတော့ပို့ပြီးကောင်းပါတယ်အဲ့ဒါမှလိုအပ်နေရတဲ့ကိုပေးတိုင်းနဲ့ကွက်တိရှိမှာပေါ့ခုနပြောသလိုမျိုးနာတာရှည်ယောဂါတွေအတွက်နော်နာတာရှည်ယောဂါမှာဆိုတွေ့တူနှလုံးစည်းယူခေါက်ယောဂါစသဖြင့်ပေါ့အဲ့လိုယောဂါတွေအတွက်တောက်တောင်းမဲ့ဆေးလေးစိတ်လို့ဆိုထည့်သွားတယ်အဲပေးလဲပေးခဲ့တယ်ပြီးရခါကြရင်အဲဟိုအရေးပြပြဿနာအတွက်ပေါ့နော်ဝဲတို့ရားနာတို့အဲ့အဲ့လိုဆေးဝါးတွေလည်းပါတယ် ခိုက်တံအစေးကတော့ပြောနေစရာမလိုအော်တိုပါပြီးသားပေါ့နော်ထိခိုက်တံမှာဖြစ်မဲ့ဒီအရက်ပြဲဒီ antiseptic solution တွေ plaster တို့ patty တို့စသဖြင့်ဒါတွေကတော့ပါပြီးသားဒါတွေအပြင်ခုနပြောတဲ့နာတာရှည်တွေ့ဆေးဝါးတွေပါမယ်နောက်တစ်ခုကကျတော့လူကြီးတွေဟိုကိုဝင်ဆောင်မျိုးသမီးတွေရော special care လို့ခေါ်တာပေါ့ကလေးငယ်လေးတွေပါမှာဖြစ်တဲ့ကိုဝင်ဆောင်အတွက် prenatal vitamins တွေလူကြီးတွေအတွက် multi vitamins မျိုးမျိုးတွေကလေးလေးတွေအတွက်အဲအဖျားကျစေမှာတို့ကြ paracetamol မှာတော့တတိုက်လို့မရဘူးပေါ့နော်အဲ့လို carpol လို့ဟာမျိုးလေးတွေအဲ့လိုဟာဆေးဝါးလေးတွေလည်းစောင့်သွားရတယ်ပြည့်ရခါကျရင်ပန်းနာရင်ကျဲသမားတွေအတွက်ပေါ့နော် inhale ေလာဖို့ရှူတဲ့ဟာတွေအဲ့လိုဟာမျိုးလေးတွေလည်းလှူဒန်းပေးခြင်းအဖြစ်သူတကယ်လိုအပ်နေတဲ့သူရောက်သွားတဲ့အခါကျရင်အင်မတန်မှဟိုကျင်းနေရတယ်မနော်အော်တို့ကလည်းအာဒီစီးလိုချင်နေတာဒီစီးပြက်နေတာဆံမရရောက်သွားတဲ့အခါမှာတို့ကလည်းပျော်ရွှင်ကြရတယ်အဲ့ပျော်ရွှင်မှုကြည့်ရတဲ့အခါကိုလည်းပီတိဖြစ်ရတာပေါ့ဟုတ်ကဲ့အဲကျမတို့ရန်ကုန်ကထွက်ပြီးတော့မန္တလေးအရင်ရောက်တာပေါ့နော်မန္တလေးအရင်ရောက်တော့အာ ကိုဒီ social media မှာမြင်နေရတဲ့ video တွေဓာတ်ပုံတွေလိုပါပဲအဆောက်အဦတွေအိမ်တွေအကြီးတွေအလုံးလိုက်တွေတချို့ဆိုအစ်စ်တွေလုံးဝပြိုလဲပြက်စီးနေတာအံ့ဩဖို့ကောင်းလာအောင်တွေးခဲ့ရပါတယ်ပြီးတော့အကျမထင်တယ်ဟိုတန်ရှင်းရေးကအရင်တတိယရောက်မရှိသေးဘူးเนาะတန်ရှင်းနေဆိုတဲ့နေရာမှာပြက်စီးနေတဲ့အဆောက်အဦတွေ ဟိုဖယ်ရှားရှင်းလင်းတာလေးပါမယ်เนาะဟို dead body တွေကိုတန်ရှင်းဖယ်ရှားတာမျိုးတွေရှိလိမ့်မယ်ပြီးရခါကျရင်လူတွေကအများကြီးစွန့်ပြုံပြီးနေကြဖြစ်တဲ့အတွက်အဲ့လူတွေကစွန့်ပစ်ပစ္စည်းတွေရှိမယ်เนาะအမိုက်တွေစွန့်ပစ်တာဒါတွေကစနစ်တကျမရှိသေးတဲ့အတွက်အာအသက်ရှူရတာပေါ့နော်လေတုကလက်လက်ဆက်ဆက်နဲ့ရှင်ရှင်မရှိမနေဘူးပေါ့နော်အသက်ရှူရှားတဲ့လေတုအနံ့အသက်မကောင်းတာမျိုးအဲအဲ့လိုမျိုးလေးတွေတွေ့ရတယ်ဆိုတော့စိတ်မကောင်းပါဘူးတစ်ချိန်က ဒီမန္တလေးဆိုတာတကယ်မန္တလေးရွှေမြို့တော်เนาะရွှေမြို့တော်ရွှေမန္တလေးလို့စိတ်လို့အမြဲတမ်းတင်စားပြီးပြောရမြို့တော်ကြီးကအခုချိန်မှာအဲ့လိုအပြည့်စည်တဲ့ပြူလဲတွေရှားမှဟိုရှူရှားရတဲ့လေတူကအစားเนาะပြောင်းလဲနေတာကိုတွေ့ရခါမှာနှမျောဖို့ကောင်းတယ်ဝမ်းနေဖို့ကောင်းပါတယ်ဒါမဲ့ဒါတွေကခဏပါเนาะစိတ်လို့မြန်မာပြည်သူတွေတယောက်လဲတယောက်ကူပြီးတော့ချက်ချင်းပြန်ထမယ်ဆိုရင်ဒီဥစ္စာတွေဟိုငုကိုကောင်းမတိရအောင်လုပ်နိုင်မယ်လို့ထင်ပါတယ် အဓိကကတို့ကကိုကိုဆေးအောင်ဝင်မန်းတီးတော့ကြတော့အဆေးလူနေရပဲဆေးမရဟိုဆေးပါလားဒီဆေးပါလားပေါ့နော်အဲ့တော့ဟိုကို့အမြင်တဲ့အခါမှာတို့ကျမ်းမာရေးအတွက်အဲဟိုထောက်ပံ့ဖြစ်မယ်တခုခု support လုပ်ပေးနိုင်မယ်မျောလင့်ချက်လေးနဲ့လာကြတာကိုမြင်ရပါတယ်အရင် desperate ဖြစ်ပြီးအရင်ကြီးစိတ်သက်ကြပြီးပျက်စီးနေတာမျိုးကိုကြတော့မတို့ ဒီလိုနေရာမျိုးမှာမတွေ့ရတော့ဘူးပေါ့နော်သူတို့အရင်စိတ်တက်ကြနေတဲ့သူတွေအရင်ထိခိုက်နေတဲ့သူတွေကအပြင်အောင်အပြင်အောင်ထွက်လာကြတော့မှာမဟုတ်သူတို့တွေကလေအပြင်ဟိုအခုကကြတော့ကို emotion နဲ့ control လုပ်နိုင်တဲ့သူပေါ့ငါတို့အသက်ရှင်မှုငါတို့ရှေ့ဆက်ဖို့ဘယ်လိုလုပ်ရမလဲဆိုတော့လူတို့လေးကတော့မြင်လမ်းပေါ်မှာမြင်နေရစေပေါ့နော်အဲ့တော့သူတို့ကတော့စေးနဲ့ပတ်သက်ပြီးကျမ်းမာရေးနဲ့ပတ်သက်ပြီးတည်ကျင်မြေးကျင်တယ်အချို့ဆိုလူအဖိုးအဖွားအရွယ်တွေပေါ့အများကြီးအဲလာကြတယ်လာကြပြီးသူတို့စစ်မြယောဂရေပေါ့နော်ဒီငလင်တန်းမမဟုတ်ဘူးငလင်တန်းမတိုင်ခင်တည်းရှိရဲ့ယောဂရေလေကို့ကို ယုံကြည်မှုနဲ့အာကိုတကြီးလာမေးကြတာမြင်တဲ့အခါမှာအကိုကဩသူတို့တကယ်လိုအပ်နေပါလားဆိုပြီးတော့ဟိုတက်နိုင်သမျှပေးခဲ့ဒါပေမဲ့ကိုယ့်စီမှာလည်းလိုအပ်ချက်တွေရှိနေတော့မယ်ဆေးတွေဆိုလည်းအပြည့်အစုံမပါဝါဘူးပေါ့နော်ဟာဟိုဆေးကတော့ကုံသွားလို့ဒီဆေးကတော့ပြက်လက်သွားလို့စသဖြင့်အဲ့လိုလိုအပ်ချက်လေးတွေတော့ကိုယ့်ဘက်ကတော့ရှိနေရဲဒါပေမဲ့သူတို့ဘက်ကအာ trust တစ်ခုကိုမြင်ရတယ်ယုံကြည်မှုအာကိုမှုတစ်ခုကိုမြင်ရတဲ့အခါမှာ okay နောက်တစ်ခေါက်မှာကြာရင်ကိုကိုရီဘက်ကလိုအပ်ချက်သူတို့ဘက်ကဘာတွေလိုနေလဲဆိုတော့ကိုယ်ကသိသွားတဲ့အခါဒါတွေဖြည့်ဆည်းပြီးပြန်လာမယ်ပြန်လုပ်ပေးမယ်ပေါ့အဲ့လိုမျိုးလေးတော့တွေးမိရဲ့ တော့ကျင်တာတော့ဒီငလင်တန်ဖြစ်တဲ့နေရာအကုန်ပေါ့နော်ငလင်တန်ဖြစ်တဲ့နေရာမှာမဟုတ်ပါဘူးကျမရေဆောက်ရှင်မှုလို့အပ်တဲ့ဘယ်နေရာကိုမဆိုတော့တွားချင်တယ်သို့တော်လည်းပဲအဲအခုလက်ရှိမှာဆိုရင်ကျမတို့တွားခဲ့တာစကိုင်းနဲ့ဒီမန္တလေးဘက်မှာနော်စကိုင်းဆိုရင်လည်းစကိုင်းတောင်ဘက်မှာဆိုရင်ဒီကိုရင်လေးတွေတီလာရှင်လေးတွေဆရာလေးတွေပေါ့နော်ကလင်းငငယ်လေးတွေနော်ကလင်းငငယ်လေးတွေပြည့်ခါကြဒီသာသနာဟိုနေမြေမှာစုပြုံနေတာအများကြီးဆိုတော့ဒုက္ခရောက်တာစကိုင်းတောင်မှာ ပိုများသလားလို့ထင်မိရပါတော့။ data အတိအကျတော့မသိပေမဲ့ကိုယ်မျက်စိအမြင်နဲ့ကြည့်ရအခါမှာပိုများတယ်လို့ထင်တယ်။ငကိုကလေးကလည်းဒီလိုမျိုးဖုန်ကြီးเจ้าနေတိလားရှင်เจ้าနေမှာစုဝေးနေတဲ့အခါကျရင်ဒါကဟိုတခြားလူနေအဆောင်နေဆိုလဲထုံနေလောက်မျိုးစုဝေးနေတဲ့အခါကျရင် personal hygiene မှာအားနေဝိုင်တကွေတန်ရှင်းမှုမှာအားနေသွားတဲ့အခါကျရင်အရေးပြတ်ပြတ်တိုင်းအများကြီးဖြစ်တယ်။အဲ့တော့ဆရာလေးတွေကိုရင်လေးတွေဥကောင်းနေမှာနော်ဒီ debt တွေရားနိုင်အများကြီးပဲတချို့ဆိုရင်အနာက ပြီဝင်ပြီးတော့ရောင်ကိုင်းနေတာတွေပါအဲ့လိုတွေပါတွေ့ရတယ်အဲ့လိုတွေပါတွေ့ရတော့ကိုကအာငါဒီနေရာကိုစကိုင်းတောင်ဘက်ကိုပေါ့နော်နောက်တစ်ခါမိုဘိုင်းကလင်းနဲ့လာပြီးတော့အကုန်လုံးတယောက်ချင်းစီဒီတေးကြည့်ပေးချင်တယ်ပေါ့နော်ဟိုဆရာမင်းအားလည်းထပ်ဖြည့်ပြီးတော့သူတို့ရဲ့အနာတွေသူတို့ရဲ့ကျန်းမာရေးပြဿနာတွေကြည့်ပြီးတော့ဖြေရှင်းပေးချင်တယ်အဲ့မှာဆိုလဲဟိုဆိုဦးစင်းနေဆရာကြီးဆိုလဲအသက်တတော်ကြီးရဲ့သူတွေပါတာပေါ့အဲ့တော့ပါတာသူတို့ကကိုယ်လိုက်ခါမှာတက္ကမကြီးမန်ဖော်မင်လေးပါလားတက္ကမကြီးနှလုံးစည်းလေးပါလားအဲ့အဲ့လိုမျိုးကြီးလာမေးကြရပေါ့နော်အဲ့ခါကျတော့ ဟို public တဲ့အစာရင်အဲ့ဘက်မှာပုံများလိုနေသလားလို့လည်းမြင်တယ်ပြီးတော့ကြောင်းပြိုတာတွေကလည်းအများကြီးအများကြီးဂျောင်းနေဆိုတာလည်းတကယ်အများကြီးပဲဆိုတော့ဟိုအခုကြံပိတ်ရံမှာဒီခွန်ရှိရှိခွန်နေစိမ့်နဲ့နောက်တစ်ခါ mobile clinic ပေါ့နော်ဝန်ဆောင်မှုအဓိကပေးမှာပေါ့နော်သူတို့ယောဂအချင်းတို့ကြည်ပေးမယ်နားထောင်ပေးမယ်ဆေးပေးမယ်ဆေးဝါးလှူမယ်အဲ့လိုမျိုးလုပ်တာလုပ်တာဟိုစိမ့်ကတော့ဒီစခိုင်းဘက်နဲ့မန္တလေးဘက်ကိုနောက်တစ်ခါပြန်သွားပြီးလုပ်ပေးခြင်းတယ်ဘာလို့လဲဆိုတော့ဒီပြီးခဲ့တဲ့သွားမှာကိုပေးခဲ့ခဲ့အကျမ်းမာရေဆောက်ရှောက်မှုအားမရအောင်